အီတလီ YouTube channel တစ်ခုဖြစ်တဲ့ PID တင်းဟာအီတလီဂျေးလက်ဒေတာကတရေရှိတယ်ဆိုတဲ့ဒေါ်တစ်ခုကိုစူးစမ်းလေ့လာဖို့ထွက်လာခဲ့ကြပါတယ်။ဒီတော့အုံမှာမတိတာလို့ခေါ်တဲ့မင်္ဂလေးဝိညာဉ်တစ်ခုရှိတယ်လို့ယုံကြည်နေကြတာပါ။ဒေတာခန့်အမဲလိုက်သမားတွေကမတိတာရဲ့ဝိညာဉ်ကိုမြင်ဘူးတယ်လို့ဆိုကြပါတယ်။သူတို့ဆိုရမတိတာရဲ့ဝိညာဉ်ပုံရိပ်ဟာခေါင်းကနေခြေပြားထိအညိုမဲဆွဲနေတဲ့အနာတွေနဲ့ပြည့်နေတယ်လို့ဆိုပါတယ်။အဲဒါကြောင့် PID ဖွဲ့တွေကမူဆိုးတွေဝိညာဉ်ကိုတွေ့ခဲ့တဲ့နေရာကိုတွားရောက်ခဲ့ကြပြီးထူးဆန်းတဲ့အရာတွေကိုမြင်တွေ့လိုက်ရပါတော့ questo sentiero. Tre. Tre. Ok? Ma lei non era nel sentiero. No. Sicuro? Lui avrà puntato da qualche parte per tenere d'occhio qualcosa, come se fossimo noi qua. No, la luce. di nuovo, sì, ma, te lo lo ah, ma, te ma te lo giuro. ma te lo giuro. Ma te lo giuro. Ma grosso così. Fascio di, sì. di luce, ma bianco. Ma Io ero Incazzante. puntato verso di te, perciò forse ce l'ho in camera. Ma mi sei venuto in mente una cosa? così. Io ho dei brividi. သူတို့ဟာတောထဲမှာထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။ဒီအတန်တွေဟာသူတို့ကိုတနေရာရာကိုဥတီနေတယ်လို့ပါပဲ။ဒီလိုနဲ့သူတို့ဟာလမ်းမဆက်တွေရေးကင်းမဲ့နေရာတစ်ခုမှာတစ်ပင်တွေနဲ့ဖုံးနေတဲ့ကြာမြင့်စွာဆုံးပစ်ထားတဲ့အိမ်ဟောင်းတစ်လုံးကိုတွေ့လိုက်ရပါတယ်။အဲ့နေရာမှာသူတို့ဟာမဒီတာဝိညာဉ်နဲ့ဆက်တွေ့ဖို့စူးစမ်းကြပါတယ်။အဖွဲ့ဝင် တပ်ပြီးကဒီလိုမေးလိုက်ပါတယ် farti sentire? Raga! Cosa? Cosa? Raga, raga! Dove? L'avete sentito? No. O riascoltiamolo, eh. Riascoltiamolo. Guarda. Cosa? Cosa hai sentito? Non vorrei me? sbagliare, ma mi è sembrato di sentire... immediato. Raga! 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 La tinta sta piangendo. ဒီချိန်မှာအဖွဲ့ဝင်တွေဟာတောထဲမှာသူတို့တယောက်တည်းမဟုတ်တော့ဘူးလို့ခံစားလာရပါတယ်။သူတို့ကအတ္တဝိညာဉ်ကိုပိုပြီးမြင်တွေ့နိုင်ဖို့စူးစမ်းကြပါတယ်။ perché non ci indichi un posto dove possiamo stare con te, possiamo stare da soli con te? Un posto magari più appartato? Di nuovo di prima. Che roba era? Siamo sì. dietro di te. Ah, ok. Vedi okay. qualcosa? Ma ragazzi ho senso un rumore, eh? Di passi. Anch'io. o per, per crearti dei problemi, anzi te l'ho già detto, abbiamo anche del... possiamo giocare con te, possiamo darti delle caramelle. ma che mi ami di di tu hai e vale ဒါပေမဲ့သူတို့ဟာဒီနေရာကို ပြန်ရှာကြည့်ရအခါဘသူ့ကိုမှမတွေ့ကြပါဘူး။ဒီလက်ရှိမြင်ရတဲ့အရာတွေကအကဲဝိညာဉ်လားဒါမှမဟုတ်အထင်လွဲမှုတစ်ခုလားဆိုတာတော့ပြောပြပေးကြပါဦးဗျာ။ကာဗင်လွတ်ဆိုတဲ့လူဟာတယောက်တည်းနေထိုင်သူဖြစ်ပြီးသူ့တငယ်ချင်းကိုပြပေးဖို့အတွက်အတိတ်တက်ထားတဲ့မီးလင်းတွေကိုရိုက်ကူးနေခဲ့ပါတယ်။ဒါပေမဲ့သူဗီဒီယိုကိုပြန်ကြည့်ရတဲ့အခါမှာတော့မီးလင်းနာမကတခြားရာတစ်ခုကိုပါရိုက်ကူးမိထားတာကိုတွေ့ရှိခဲ့တာပါ။ So these new lights to put in our basement. I got them at Walmart the other day. There's a blue one. Uh, so there's that one. And then over here, there's a blue one, or a red one, I mean. That's how it looks. It really looks cool. So there's that one. And then. ဂါဘင်ကသူ့ကင်မရာကိုဘေးဘက်လဲလိုက်တဲ့အခါမှာတော့တောင်သားမှာလူပုံတနတ်ရဲတစ်ခုရဲနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ခါအကြမှာပဲသူကကင်မရာကိုပြန်လဲကြည့်တဲ့အခါအဲ့ဒီတောင်မှာဘာမှမရှိတော့ပါဘူး။ဒါဆိုဒါဟာကင်မရာတဲကမတော်တဆဖမ်းမိသွားတဲ့ရဲဟာဝိညာဉ်လားဒါမှမဟုတ်အလင်းရဲ့လက်စားမှုတစ်ခုပဲလားဆိုတာတော့ပြိတ္တတို့ကောဘလို့မြင်မိပါဘူး။ ဒီနောက်ထပ်ထူးဆန်းလာတဲ့ဗီဒီယိုကိုယူရာနိုင်ငံဆော့လိတ်စီတီကတရေနဲ့ပတ်သက်ပြီးအငင်းပွားဖွယ်ရာဖြစ်နေတဲ့အိမ်တလုံးမှာရိုက်ကူးထားတာပါဒီအိမ်မှာနေထိုင်တဲ့အမျိုးသမီးကသူမကတကယ်ကိုရှင်းပြလို့မရတဲ့အရာတွေကိုမြင်ဘူးကြားဘူးတယ်လို့ဆိုပါတယ်ဒါကြောင့်သူမရဲ့သားကအိမ်ထဲမှာတညာအိပ်ပြီးကင်မရာနဲ့ဒီဖြစ်ပျက်တွေကိုဖမ်းယူဖို့ဆုံးဖြတ်လိုက်ပါတယ်သူလိုက်ထားတဲ့ဗီဒီယိုကိုပြန်စစ်ကြည့်တဲ့အခါမှာတော့တကယ်ကိုထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ် လေကားထိပ်မှာဘဘက်ကနေညာဘက်ကိုရှောက်သွားနေတဲ့ကလေးတယောက်ရဲ့ပုံစံနဲ့တူတဲ့အဖြူရောင်ရည်တစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။သူကဒီထူးဆန်းတဲ့ပုံရိပ်ကိုဗီဒီယိုပြန်ကြည့်ရအချိန်မှပဲတွေ့လိုက်ရတာလို့ဆိုပါတယ်။ဒါဆိုဒါဟာကင်မရာမှာဖမ်းမိတဲ့တရေတကောင်လားဒါမှမဟုတ်လှုပ်ကြံဇလန်တစ်ခုလား။ဤတဟာတတော်မှာဟာတာဗီဒီယိုတွေနဲ့နမိကြီးတဲ့လူတို့ဘူးပါ။ ဒီနောက်ပိုင်းတင်လိုက်တဲ့ဗီဒီယိုနှစ်ခုကတော့သူ့ရဲ့ပုံမှန် post တွေနဲ့ क्वे ပြားနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Eden ဟာသူ့အိမ်မှာဝိညာဉ်တစ်ခုခုရှိနေရဲ့လို့ယုံကြည်နေပါတယ်။ Watch ဒီဗီဒီယိုထဲမှာအီဒန်ကမိပိတ်လိုက်တိုင်းမင်းကလေးတူဦးရဲ့အရေးကိုတွေ့နေရတာပါအဲ့ကလေးဟာဖြည်းဖြည်းချင်းသူ့စီကိုချင်းကပ်လာပြီးနောက်ဆုံးမှအီဒန်ကိုထွက်ပြေးစေခဲ့ပါတယ်ဒီဗီဒီယိုဟာ live house ဆိုတဲ့ရုပ်ရှင်နဲ့တော်လေးဆင်တူနေတာကိုသတိထားမိမှာပါအဲ့ဒါကြောင့်တကယ်ပဲဝိညာဉ်တစ်ခုလားလူများစိတ်ဝင်စားအောင်လှုပ်ကြံစက်လန်းလားဆိုတာတော့ကိုယ်တိုင်ပဲဆုံးဖြတ်ကြပါ